ဲ့တော့မြတ်စွာဘုရားကဒီတုတ်တံမှာဆက်ပြီးတော့ယဟန်တွေကို ရှင်းပြတာဟောပြတာဘာလို့ဆိုရင်ဒိဋ္ဌိဆိုတဲ့အယူတွေအထင်တွေအမြင်တွေဟာနှမျိုးရှိတယ်အလုံးကိုခြုံငုံပြောလို့ရှင်နှမျိုးတည်းပဲဆိုလိုတာကဘာသာဝါဒတွေရဲ့အတွေးခေါ်နှစ်ခုတည်းပဲရှိတယ်ကျင်းချုပ်ပြောလိုက်မယ်ဆိုရင်နှမျိုးပဲရှိတယ်ဘလောက်နာမည်တွေအမျိုးမျိုးတက်တက်ဒီနှမျိုးတည်းမှာပဲရှိတယ် အဲ့ဒီနှမျိုးကပါတော့ဆိုဘဝဒိဋ္ဌိနဲ့ဝိဘဝဒိဋ္ဌိဒီနှစ်ခုတည်းပဲရှိတယ်လို့ဆိုတော့ဘဝဒိဋ္ဌိဆိုတာဘာပြောတာတော့လို့ဆိုဘဝထဲမှာ ပြောနေတဲ့ပုံစံတွေကတဘဝကနေတဘဝဆက်လက်ဖြစ်ပြီးတော့ဘဝမှာ vartheta ဖြစ်မှုတွေဟာအစဉ် vartheta ဖြစ်ပြီးတော့ စင်ဆက်မပြတ်ဘဝတခုဟာဘယ်တော့မှအဆုံးမတတ်ဖယ်နဲ့ဆက်လက်ဖြစ်ပေါ်နေတယ်ထာဝရတည်မြဲနေတယ်ဆိုတဲ့အနေအထားကိုခံယူတဲ့အမြင်ကိုဘဝဒိဋ္ဌိလို့ခေါ်တယ်။ဘဝဆိုတာဒီနေရာမှာဒီကံမင်းပေါ့ဖြစ်နေတာပြောဖြစ်နေမှုဟာထာဝရဖြစ်နေမှုပဲဘယ်တော့မှဆုံးပြောင်းဆုံးသွားမှာမဟုတ်ဘူး။ ဒီဖြစ်စဉ်ကြီးကဘယ်တော့မှအဆုံးသတ်ဘူးဆက်လက်ပြီးတော့ဖြစ်နေမှာတည်မြဲနေတယ်ဆိုတဲ့အတိပ္ပယ်နဲ့ဘဝဒိဋ္ဌိလို့ဆိုတဲ့အယူဆတစ်ခုရှိအဲ့ဒီဘဝဒိဋ္ဌိဆိုတာဘုရားဘာသာဝင်နေလဲယမယံခါမှာဒီဘဝဒိဋ္ဌိဆိုတဲ့သဘောမျိုးတက်ရောက်တာတွေရှိတယ်ပေါ့ဘယ်လိုတက်ရောက်တော့ဆိုလို့ရှိရင်အေးဒီဘဝကကောင်းတာတွေလုပ်လို့ရှိရင် နောက်ဘဝကောင်းတာတွေခံစားရမယ် ဆိုတဲ့အတွေးတွေတွေးလာလို့ရှိရင်သူကဘဝဒိဋ္ဌိထဲမှာဝင်သွားနိုင်တယ်ပေါ့ဘဝဒိဋ္ဌိထဲဝင်သွားနိုင်အကြောင်းနဲ့အကျိုးကိုလက်ခံပြီးတော့ပြောတာမျိုးဆိုရင်ပြောလို့ရတယ်အကြောင်းအကျိုးပဲလက်ခံဒီဘဝကကောင်းတာတွေလုပ်လို့ရှိရင်နောက်ဘဝမှာကောင်းတဲ့အကျိုးတွေပေါ်တယ်ဆိုလို့ရှိရင်ဒီဒီလိုပြောမယ်ဆိုရင်တော့အကြောင်းနဲ့အကျိုးလက်ခံပြီးပြောတဲ့သဘောအဲ့ဒါလို့မဟုတ်ပဲနဲ့ ဒီဘွားကသေလို့ဘုဒ္ဓနာမှာရှိတဲ့ဝိညာဉ်ကောင်လေးကထွက်သွားပြီးနောင်ဘွားမှာဝင်စားတယ်လူဖြစ်တယ်နတ်ဖြစ်တယ်စသဖြင့်ဒီလိုဖြစ်ပြီးတော့ဘဝတန်တရာမှာငါပဲဆိုပါတော့ဘုရဝင်တို့ဖတ်မယ်950ဇတိဖတ်မယ်ဆိုလို့ရှိရင်ဒီဘဝဒိဋ္ဌိအတွေးတွေဝင်လာတတ်တယ်သူမိရာယသိကဂေါရမဖေယဖြစ်လာတယ်လို့ဆိုတော့စိတ်ထဲမှာတွေးကြည့်မယ် ူမိတာယသိကဂေါရမဖရာဖြစ်လာရတယ်ဆိုတော့သူမိတာယသိကနေပြီးတော့ဂေါရမဖရာထိအောင်လာခဲ့တာဟာသူမိတာယသိရဲ့ဝိညာဉ်ကောင်လေးကတဘွားပြီးတဘွားတဘွားပြီးတဘွားဖြတ်သန်းပြီးပါရမီတွေဖြည့်လာလို့ဂေါရမဖရာဖြစ်သွားတယ်သူမိတာဘဝကဟာတွေကဒီထိအောင်ပါလာတယ်လို့ဒီလိုမြင်သွားမယ်ဆိုရင်ဒါဘဝတည်းထိအမြင်တစ်ခုဖြစ်သွား ဒီတရားကအမတမတိမ်မွေးတယ်ဘုရားဘာသာတွေဟာဒီဘဝတ္ထိကလွတ်သွားဖို့လွတ်အောင်တွေးနိုင်ဖို့အမတမခဲနေနော်အဲ့ဒါလွတ်အောင်ဘယ်လိုတွေးရမလဲသူမိတာဘဝကရုပ်တည်နံတွေကဂေါရမဖရာဘဝရောက်လာတာမဟုတ်ဘူးသူမိတာဘဝကဖြစ်သမျှရုပ်နံတွေဟာရုပ်ကောင်းနံကောင်းတွေရုပ်နံတွေဟာ တခဏအတွင်းမှာပဲစင်စက်မပြတ်ဖြစ်ပြီးတော့ချုပ်တယ်နောက်ဆုံးအချိန်မှာသုတိတန်နဲ့တပြိုင်နဲ့ချုပ်သွားအဲ့ဒီချုပ်သွားတဲ့စွမ်းအားတွေဟာအနန္တရတ္တိသို့မဟုတ်တမနန္တရတ္တိနတ္ထိတ္တိဝိကတတ္တိတွေနဲ့သူမိရာရဲ့ဘဝရဲ့နောက်ဘဝမှာ ဖြစ်တဲ့ဘဝတစ်ခုစွမ်းအားတွေပေးပြီးတော့ချုပ်သွားတာလို့ဒီလိုပဲမြင်ရတယ် ဝိမိတာဘဝကဘာတစ်ခုမှဒုတိယဘဝကိုပါမလားအဲ့တော့ပါမလားပဲနဲ့ဘာဖြစ်လို့ဖျားဖြစ်တယ်လဲလို့ဆိုလို့ရှိရင်လှုပ်တဲ့စွမ်းအားတွေဆိုဝင်လာအဲ့ဒီ energy ဆိုတဲ့စွမ်းအားပဲရှိတယ်အကောင်ထဲအနေနဲ့မရှိဘူးနော်ဒီဘဝလှုပ်ထားတဲ့စွမ်းအားတွေကနောက်ဘဝမှာအကျိုးတက်ရောက်မှုဒီလိုပဲအတိတ်ပဲပြောဆိုပါစို့ မူလတန်းတော့ကကြောင်းတော့ကတင်ထားတဲ့ကာကြီးခဝေးတွေသွားတင်ကြတယ်မူလတန်းအခြေခံကြောင်းလေးမှာ ABCD တွေတင်ကြတယ်ခြေခံပညာလေးတက်လာတဲ့ပုံပေါ်အဲ့ဒီတင်ထားတဲ့အခြေခံပညာတွေကနေပြီးတော့ဒီအစင်းမြင့်မူလတန်းသုံးပုံအလဲတန်းအလဲတန်းကနေပြီးတော့အထက်တန်းထက်တန်းကနေတက်ကတူဆိုတာဒီလိုပါလာတာမျိုးမဟုတ်ဘူးစွမ်းရည်အနေနဲ့ပဲ ် energy အနေနဲ့ပဲရှိတယ် energy အနေနဲ့ပဲဆက်ဆက်ပြီးတော့နေတာတကယ်ကတော့အဲ့ဒီသင်ခဲ့တဲ့ဟာကသူ့အတူပျောက်သွားအခုစဉ်းစားကြည့်အတန်လေးတစ်ခုပဲကြည့်ကိုပြောတဲ့စကားတန်လေးတွေဟောတလုံးထွက်ပြီးရင်တလုံးကပျောက်သွားတာပဲနောက်ထပ်ထွက်နေတာနောက်ဟာဆက်ပြီးတော့ဖြစ်နေတာ အရင်တွက်တဲ့အတန်တွေကအကုန်လုံးချုပ်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 ပျောက်ပျောက်သွားတာအဲ့ပျောက်သွားတာပြန်ယူလို့မရအောင်ပျောက်ဖျောင်းနိုင်မီလေးထွန်းထားရင်အဲ့ဒီမီလေးဟာမီးစာလေးနဲ့ဆီလေးနဲ့တပိုင်းပြီးတပိုင်းလောင်ပြီးတော့တောက်နေတာထွန်းစားကမီးလျှံမဟုတ်ဘူးသို့တော့ဒီကွဲပြားခြားနားမှုကိုလူတွေကမသိနိုင်သို့တော့ပထမဆုံးထွန်းတဲ့ဖျောင်းစီနဲ့မီးစာ မီးထိုင်လေးကတစ်ခုဒုတိယဖြစ်နေတဲ့မီးလျံလေးရဲ့ဖျောင်းစီရဲ့မီးစာလေးကတစ်ခုအဲ့ဒါလို့စင်စက်မပြတ်ဆက်ဆက်သွားသည့်အတွက်ကြောင့်ရှိနေတယ်လို့ထင်နေတယ်တကယ်ကတော့မရှိဘူးအပိုင်းလိုက်အပိုင်းလိုက်ဒီတဲ့ထင်ရှားတာပြောမယ်ဆိုရင်တသွင်းသွင်းစီးနေတဲ့မြေကြီးကိုသွားကြည့်ရေတွေမြင်ရရင်မနေ့ကလည်းဒီရေတွေပဲလို့ထင်ကောင်းထင်လိုက် သို့တော့မနေ့ကရေတွေမရှိတော့ဘူးဒီနေ့ရေဒီလိုကြည့်လိုက်မယ်ဆိုလို့ရှိရင်မနေ့ကရှိတဲ့ဟာကဒီနေ့ရှိတာမဟုတ်သို့တော့အလားတူတွေပေါ်နေသည့်အတွက်ကြောင့်ဒီဟာလို့ပဲထင်ကြလိုင်းအနေနဲ့တော့ဆက်သွယ်နေတယ်လို့ဒီလိုပြောရမှာသူမေတ္တာဘဝရဲ့လိုင်းနဲ့ဂေါရမဗုဒ္ဓရဲ့ဒီစိတ်အစဉ်ကဆက်သွယ်မှုရှိတယ် သူမိတာဘဝကရုပ်နာနေမချုပ်မချင်းဘုရားလောင်းသူမိတာရဲ့နောက်ဘဝမှာဖြစ်မဲ့ရုပ်နာနေကမပေါ်နိုင်သေးဘူးလိုင်းနေနဲ့တော့ဆက်သွယ်နေတယ်လို့သို့တော့ဘာတစ်ခုမှဂေါရမဗုဒ္ဓအထီအောင်ပါလာတာမရှိဘူးလို့အဲ့ဒါလို့မြင်နိုင်မှဘဝဒိဋ္ဌိဆိုတာလွတ်ခင်းသွားနိုင်အနုဘောဆိုရင်စင်စက်မပြတ်တီးနေတယ်လို့ပဲဒီလိုထင်တာအဲ့ဒါကိုဘဝဒိဋ္ဌိ ဘဝဒိဋ္ဌိကိုနာမည်တစ်မျိုးနဲ့ခေါ်တဲ့အခါကျတော့သတ္တတဒိဋ္ဌိဣတံနဲ့ listen လို့ခေါ်တယ်။မြဲတယ်လို့ယူဆသွားတာ။အမနေ့ကလည်းငါပဲဒီနေ့လည်းငါပဲဟိုဘဝတုန်းကလည်းငါပဲနော်ငါဖြစ်ခဲ့တယ်။ဟိုဘဝတုန်းကလည်းငါဖြစ်တယ်။အခုဘဝလည်းငါဖြစ်နေတယ်။နောက်ဘဝလည်းငါပဲဖြစ်အောင်ပါပဲ။ဟိုဘဝတွေဘဝတွေအကုန်လုံးငါပဲလို့ပုဂ္ဂိုလ်တယောက်တည်းလို့တရားလို့ယူဆထားပြီးတော့ပြောမယ်ဆိုလို့ရှိရင် ီဘဝဒိဋ္ဌိပဲကိုလဲကြသွားနိုင်တယ်ပေါ့ဒါကြောင့်မို့ဘုရားဘာသာဝင်နေဟာဒီဘဝဒိဋ္ဌိလို့ဆိုတဲ့တတ္တရဒိဋ္ဌိကလွတ်အောင်ဝိပဿနာတရားကိုအာထုတ်ကြအာထုတ်တဲ့အခါကျတော့ယုံနာဓမ္မသင်္ခါရတွေရဲ့ဒီဖြစ်ပြီးပြတ်သွားတဲ့သဘောတွေကိုမြင်လာတဲ့အခါအော်ဖြစ်တဲ့ဟာလေးတွေကပြတ်သွားတာပဲလို့မြင်သွားလို့ရှိရင်မြဲနေတယ်ဆိုတဲ့အယူအဆမရှိတော့ပြတ် အနိစ္စကောင်းကောင်းမြင်မြဲနေတယ်ဆိုတာကို तू မသိတော့လက်မခံတော့မြဲတမ်းပြောင်းနေတယ်အတန်လေးတွေနားထောင်ကြည့်ရှေးကအတန်လေးတွေပျောက်သွားမှနောက်ကအတန်ပေါ်လာသို့တော့တဏှာကြီးစကားပြောနေရင်တဏှာကြီးကြားနေရတဏှာကြီးဖွင့်ထားရင်တဏှာကြီးအတန်တွေထွက်တယ်သို့တော့ဖွင့်စားကအတန်တွေမဟုတ်တော့ဒီအတန်ပဲကြားနေတယ်လို့စိတ်ကထင်းနေပြီမယ်လို့ဒီအတန်မဟုတ်တော့တခြားအတန်တွေဖြစ် အလိုဝိပဿနာဉာဏ်နဲ့စူးစိုက်ပြီးတော့ရှုနိုင်မှဒီဘဝဒိဋ္ဌိဆိုတာပျောက်ကင်းသွားနိုင်တယ်။နှုတ်မဟုတ်လို့ရှင်ဘဝဒိဋ္ဌိစင်စက်မပြတ်ဖြစ်နေတယ်ဆိုတဲ့အမြင်ကြီးမြင်နေလို့ရှင်ဟောဒီဘဝဒိဋ္ဌိကလွတ်ကင်းသွားတာမျိုးမရှိဘူး။မရှိသည့်အတွက်ကြောင့်ဘဝဒိဋ္ဌိဆိုတဲ့အမြင်ရှိနေတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာဘဝမှာပျောနေကြတယ်။ဘဝမှာပျောနေကြသည့်အတွက်ကြောင့် ဘဝကလွတ်မြောက်ဖို့တရားကို နားလိုက်ပြီလို့ရှိရင်တုံလို့ကြောက်ရွံ့သွားတတ်တယ်။တုံလို့ကြောက်ရွံ့သွားကြ။ဘယ်တော့မှမဖြစ်တော့ဘူး။နိဗ္ဗာန်ဆိုတာယုတ်ဒီနန္ဒီခန္ဓာတွေအလုံးချုပ်ငြိမ်းသွားပြီးတော့ဘာမှမဖြစ်ရတော့ဘူးလို့ဆိုလို့ရှိရင်မလို့ခြင်းတဲ့ပုဂ္ဂိုလ်ဟာရာခိုင်တော့အပြည့်တော့ဖြစ်သွား။အဲလိုမဟုတ်ဘဲနဲ့နိဗ္ဗာန်ဒီအလွန်ချမ်းသာတယ်မအိုရဘူးမနာရဘူးမသေးရဘူးလို့ဆိုတော့လူခြင်းတဲ့လူပေါ်တယ်။ဘာလို့ဆိုမအိုခြင်းမှုတွေ။ မအိုခြင်းဘူးမနာခြင်းဘူးမသိခြင်းဘူးမဖြစ်ရဘူးမဖြစ်တော့ဘူးလို့ဆိုလို့ရှိရင်တော့ဖြစ်ခြင်းနေသေးတယ်အဲ့တော့ဖြစ်ခြင်းနေတာကို ဖြစ်မှုတွေဟာတည်မြဲနေတယ်လို့ယူဆတာကိုကဘောဝဒိဋ္ဌိလို့ဒီလိုပြောတာနော်အဲ့တော့ဘာသာတွေထဲမှာဘောဝဒိဋ္ဌိနဲ့ကင်းလွတ်တဲ့ဘာသာဟာအဲ့ဒါမှရှားတယ်ပေါ့အတ္တဆိုတဲ့အယူအဆွဲ ဝိညာဉ်ကောင်ဆိုတဲ့အယူဆွဲဆိုးဆိုတဲ့အယူဆွဲတွေရှိနေဒီအရာလေးတစ်ခုကဒီအတ္တဆိုတဲ့အရာလေးတစ်ခုကတဘွားကနေတဘွားကူးပြောင်းပြီးတော့ခံစားတတ်တယ်စကားပြောတတ်တယ်စီမံတတ်တယ်လောက်ကင်တတ်တယ်ဆိုတာဒါလေးကပဲဘဝတစ်ခုကနေဘဝတစ်ခုပြောင်းပြီးတော့ဖြစ်နေတယ်လို့မြဲတယ်လို့ယူဆလိုက်လို့ရှင်ဒါဘဝဒိဋ္ဌိပဲဖြစ်သွားတယ်ဒီလိုယူဆတဲ့အယူဆရှိတဲ့ဟောပြောတဲ့ ဘာသာသာသနာကတစ်မျိုးရှိပဲပေါ့နောက်တစ်ခုကတော့ဝိဘဝဒိဋ္ဌိလို့ခေါ်တယ်ဝိဆိုတာ negative အဓိပ္ပာယ်အလုံးကြောက်ရလိမ့်မယ်တဏှာနဲ့ပတ်သက်ပြီးခွဲတဲ့အခါမှာတပည့်ဆက်ကြမှာဘဝတဏှာဝိဘဝတဏှာဒီမှာဒိဋ္ဌိနဲ့ခွဲတော့လဲဘဝဒိဋ္ဌိဝိဘဝဒိဋ္ဌိလို့ဒီလိုခွဲတယ်အဲ့တော့ဝိဘဝဒိဋ္ဌိဆိုတာဘဝပြတ်သွားတဲ့အပေါ်မှာဘဝဟာထာဝရပြတ်သွားတယ်လို့ ယူဆတဲ့အမြင်ကိုဝိဘဝဒိဋ္ဌိလို့ခေါ်တယ်။အဲ့ဒါကဘယ်လိုယူဆတယ်တော့ဆိုရင်သိလို့ရှိရင်ပြန်မဖြစ်တော့ဘူး။နော်သိလို့ရှိရင်တခါတည်းအပြီးပဲနောက်ဘဝဆိုတာမရှိဘူးလို့ယူရင်ဝိဘဝဒိဋ္ဌိခေါ်တယ်။အဲ့တော့ဝိဘဝဒိဋ္ဌိကဘယ်လိုပုံကိုယ်တွေမှာဖြစ်တတ်ဘုရားဘာသာတွေတော့အဖြစ်နေကောင်းနေလိမ့်ဘယ်လိုပုံကိုယ်တွေမှာဖြစ်တုံးဆို မတီရီယလစ်ဆိုတဲ့ရုပ်ဝါဒပမာတွေပါဝိဘဝဒိဋ္ဌိဖြစ်များသူတို့ကသိရင်ပြတ်သွားရောနောက်ဘဝဆိုတာမယုံကြည်ဘူးနောက်ဘဝမယုံကြည်တဲ့ပုဂ္ဂိုလ်ရဲ့အယူအဆဟာဝိဘဝဒိဋ္ဌိပဲအဲ့တော့ဘဝဒိဋ္ဌိနဲ့ဝိဘဝဒိဋ္ဌိဒီယူဆကြီးနှစ်ခုဟာရှင်တွဲပြီးတော့လောကကြီးမှာဒီမှားရွေးတဲ့အမြင်ဆိုတဲ့တန်လျာကြီးကနေပြီးတော့ လွတ်မြောက်ပြီးမသွားနိုင်ကြဘူးတဲ့ဒါကြောင့်မို့ဘာသာတရားအလုံးကိုကြည့်လိုက်မယ်ဆိုရင်ဘုရားဘာသာအလွတ်ဘာသာတရားအလုံးကိုကြည့်လိုက်လို့ရှိရင်ဘဝဒိဋ္ဌိနဲ့ပတ်သက်တဲ့ဘာသာသာသနာဝိဘဝဒိဋ္ဌိနဲ့ပတ်သက်တဲ့ဘာသာသာသနာလို့ဒီလိုနှစ်မျိုးပဲရှိနိုင်တယ်ပေါ့မြဲတယ်လို့ယူဆတဲ့သာသနာနဲ့မမြဲဘူးလို့ယူဆတဲ့ဘာသာသာသနာဒီနှစ်မျိုးပဲရှိတယ်လို့မြတ်စွာဘုရားက တွေးမှာဘိတ်ခွေဒိဋ္ဌိရောဘဝဒိဋ္ဌိစဝိဘဝဒိဋ္ဌိစလို့ယန်းတွေကိုခေါ်တာအမြင်ဟာနှမျိုးရှိတယ်တဲ့သာဝရဘဝဟာသာဝရမြဲတယ်လို့မြင်တဲ့အမြင်ကတခုဘဝဟာပြတ်ဆဲသွားတယ်သာဝရပြတ်ဆဲသွားတယ်လို့မြင်တဲ့အမြင်ကတခုအဲ့တော့ဘဝဒိဋ္ဌိဆိုတာတတ္တဒိဋ္ဌိ ဝိဘဝဒိဋ္ဌိဆိုတာအုတ်စေတာဒိဋ္ဌိတတ္တရဒိဋ္ဌိနဲ့အုတ်စေတာဒိဋ္ဌိဒီလိုနှစ်ခုတည်းပဲရှိတယ်လောကကြီးမှာဒီနှစ်ခုတည်းပဲရှိတယ်ခုနဗုဒ္ဓမြတ်စွာနဲ့ခစ်ပြိုင်ပေါ်လာတဲ့ဘာသာတရားတွေထဲမှာမိခန္ဓာရဲ့ဝါရဆိုတာတတ္တရဒိဋ္ဌိပဲပကုရကိစ္ဆန္ဒရဲ့ဝါရကလည်းတတ္တရဒိဋ္ဌိပဲသူက now เอกิสสะตัตตะไดฐิตะชุ่เมเรဆိုတဲ့အယူအဆသင်္ဆေယဗေလထဗုဒ္ဓရဲ့အယူဝါဒတော့မြဲသည်လီမဟုတ်မမြဲသည်လီမဟုတ်ဆိုရှားချထားတဲ့ဝါဒဘယ်ဟာမှတိတိကျကျမပြောตัตตะလည်းမဟုတ်အုပ်စေတာလည်းမဟုတ်သူ့ကိုตัตตะလားလို့မေးရင်လည်းမြဲတယ်လို့လည်းမဆိုလို့မမြဲဘူးလားလို့ဆိုရင်မမြဲဘူးလို့လည်းသူမပြောလို့ မြဲတယ်လို့ပြောရင်မမြဲတဲ့ပုဂ္ဂိုလ်အုပ်စုနဲ့သူကဆန့်ကျင်မဲ့ဖြစ်ဆန့်ကျင်မဲ့ဖြစ်တာကို तू မလိုလားဘူးပေါ့မမြဲဘူးလို့ပြောရင်မြဲတယ်လို့ယူဆတဲ့ပုဂ္ဂိုလ်အုပ်စုနဲ့သူကဆန့်ကျင်မဲ့ဖြစ်အဲ့ဒီလိုဆန့်ကျင်မဲ့တွေကိုရှောင်တိန်တဲ့ဝါရအဲ့ဒီလိုလားအဲ့တော့ဒီမှားရင်းနေတဲ့တတ္တရဒိဋ္ဌိနဲ့ဥစ္စေရဒိဋ္ဌိဒီနှမျိုးကိုရှောင်ရှားခြင်းလို့ရှိရင်ရှောင်ရှားနိုင်အောင် ဘယ်လိုကြိုးစားရမလဲဆိုဘုရားမြတ်စွာရဲ့အဆုံးအမသတ္တရဒိဋ္ဌိဥစေရဒိဋ္ဌိမြဲမမြဲဆိုတဲ့ပြဿနာဘယ်ဟာလာတာတုံးလို့ဆိုသတ္တဝါရှိတယ်ဆိုတဲ့အယူကလာတာဇီဝအသက်ရှိတယ်ဝိညာဉ်ရှိတယ်ဆိုတဲ့အယူဆကလာဒီဝိညာဉ်ကဝိညာဉ်နဲ့ခန္ဓာဝိညာဉ်ကိုပြောတာအရသုံးစကားပြောတဲ့ဝိညာဉ်ကိုပြောတာနော်ဝိညာဉ်ကောင်လိပ်ပြာကောင်ဆိုတဲ့ လူလေးကလူဟာအသက်ထွက်သွားပြီးတော့နောက်ဘဝမှာဝင်စားတယ်ဆိုတဲ့အသက်ကိုပြောတယ်။တချို့ဘာသာနဲ့ soul လို့လည်းပြောတယ် spirit လို့လည်းပြောတယ်ပေါ့။အဲ့ဒါလို့အယူအဆရှိနေသမျှကလပ်ပတ်လုံးဒီနှစ်ခုတည်းကတစ်ခုခုဖြစ်မှာ။ဆိုလိုတာကတတဝါဆိုတဲ့တတဝါအနေနဲ့မှတ်ယူမယ်ဆိုလို့ရှိရင်အဲ့ဒီတတဝါဒီ ေပြီးတော့နောက်ထပ်ဖြစ်တယ်သေပြီးနောက်ထပ်ဖြစ်တယ်ဖြစ်မှုကသာဝရမြဲနေတယ်လို့ဒီလိုပြောလို့ရှင်သတ္တရာဒိဋ္ဌိသေပြီးတဲ့နောက်ဘယ်တော့မှမဖြစ်တော့ဘူးဆိုရင်အုပ်စိတာဒိဋ္ဌိသရဝအနေနဲ့ပြောတယ်အဲ့ဒါလို့သတ္တရာဒိဋ္ဌိသုံးဖို့အုပ်စိတာတစ်ခုအပေါ်မှာကြာရောက်ရှောင်လွှဲခြင်းလို့ရှင်ဘာရှောင်လွှဲရအောင်ဆိုသရဝဆိုတာမရှိဘူးယုံနဲ့နာနှစ်ခုပဲရှိတယ်ဒီလိုရှောင်လွှဲတာသူက ရုပ်နဲ့နာနှမျိုးတည်းပဲရှိတာကိုကြည့်တော့တတဝါဆိုတဲ့အမတ်တင်ညာပျောက်သွားအတိထီအောင်ရှိပါရုပ်နဲ့နှမျိုးတည်းပဲရှိတယ်ရုပ်ဆိုတာအာယုံကိုမတိတတ်တဲ့သဘောနာမ်ဆိုတာအာယုံကိုတိတတ်တဲ့သဘောအေးတို့တွေမှာအာယုံကိုမတိတဲ့ရုပ်နဲ့အာယုံကိုတိတတ်တဲ့နာမ်ဒီနှမျိုးပဲရှိတယ် ဒီနှမျိုးဟာကြည့်လိုက်မယ်ဆိုရင်ငါလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးဆိုတဲ့ဒီဝိပဿနာအခြေခံဉာဏ်အမြင်နဲ့မြင်နိုင်မှတတ္တတဆိုတာရှောင်လွဲလို့ရတယ်အိုးစေတာဆိုတာရှောင်လွဲလို့ရအဲ့လိုရှောင်လွဲပြီဆိုတဲ့အခါမှာဒီယုံ nant နှစ်ခုဟာသာဝရဖြစ်နေတာလည်းမဟုတ်ဘူးအကြောင်းတိုက်ဆိုင်တဲ့အခါမှာပေါ်လာတယ်ပေါ်လာပြီးရင်ပျောက်သွားတယ်ဟော ပျောက်သွားတယ်ဆိုတော့ချုပ်ငိမ့်မှုကိုမြင်လိုက်တာနဲ့တပြိုင်နက်အော်သာဝရမြဲတယ်ဆိုတာမဟုတ်ဘူးဒါပေမဲ့ချုပ်သွားပြီမရှိတော့ဘူးအော်သာဝရအဲ့တော့ချုပ်တာကိုမြင်လိုက်တာနဲ့ပြက်သွားတာကိုမြင်လိုက်တာနဲ့တတ္တတာဆိုတာမဟုတ်ဘူးဆိုတာတခါတခါအကြောင်းရှိတဲ့အခါထပ်ဖြစ်လာထပ်ဖြစ်တာကိုမြင်လိုက်တာနဲ့အဖြစ်ကိုမြင်လိုက်တာနဲ့အုပ်စေတာအပြည့်ကြီးပဲဆိုတာလည်းမဟုတ်ဘူး အဲ့တော့ဒီနှစ်ခုကြားချပြီးတော့မြင်တော့အကြောင်းရှိရင်ဖြစ်မယ်အကြောင်းချုပ်ရင်ချုပ်မယ်ဟာအကြောင်းရှိနေသည်များရှိနေအောင်မယ်အကြောင်းချုပ်နေသည်များချုပ်နေတယ်ဒီလိုဆိုလိုတာစောင်းလေးတစ်ခုတီးကြည့်လိုက်